မြန်မာနိုင်ငံရဲ့နိုင်ငံခြားတိုင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကြည့်မယ်ဆိုရင်တဘာဝတည်ရန်စာတအပေါ်မှာအခြေခံဝင်ရောက်ထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကအခုချိန်အထိများပြားနေတာဖြစ်ပြီးနိုင်ငံရဲ့ပင်မစည်းဝါးရေးကဏ္ဍတွေဖြစ်တဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာတော့လက်တွေ့ကျကျဝင်ရောက်ရင်းနှီးမြှုပ်နှံတာတွေမရှိသေးပါဘူးတစ်ဖက်မှာကလည်းလန်ဒရာဂျေမီ စတဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးဖို့အပိုင်းတွေကိုပို့ပြီးတော့ထိထိရောက်ရောက်ဖော်ဆောင်သွားဖို့လိုအပ်နေပြန်ပါတယ် မင်းစီမရဲ့သတင်းတောက်မတ်ထက်ထက်အောင်ကဆက်ပြီးပြောပြပေးထားပါတယ်ပြရင်စီပွားရေးတိုးတက်ဖို့နဲ့အလုပ်ကင်ခွင်လန်းတွေပုံမူရရှိအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့နိုင်ငံတကာကယင်းနှမြုပ်နှံမှုတွေကိုပို့ပြီးဆွဲဆောင်နိုင်အောင်အစိုးရကဖိတ်ခေါ်ခဲ့ပေမဲ့ဒီဝင်ရောက်လာတဲ့ယင်းနှမြုပ်နှံမှုတွေကတဘာဝအရင်းမြစ်ပေါ်မှသာအခြေခံပြီးငွေလုံးငွေရင်းနဲ့ယင်းနှမြုပ်နှံလာနေကြတာပါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေအထားကိုယင်းပြီးအေကံမြေကံနဲ့ဒီကနိုင်ငံရေးနဲ့စီပွားရေးအနေအထားပြောမယ်ဆိုရှင် အဲ investor တွေတော့သူက extraction ဘက်ကိုသူကအားသာတော့ဥမာရေနံထုတ်လို့မှုလို့တဘာဝတဘာဝမထုတ်တဲ့ပစ္စည်းပေါ်မှာသူကပို့ပြီးတော့ဆောင်းပေးပြီးတော့လုပ်ချင်တဲ့ဆန္ဒတွေများပါတယ်။မြမစီးပွားရေးလေလာတုံးသက်သူဦးနေဦးကဒီလိုတဘာဝသင်ရန်စတာတူဖော်တဲ့လုပ်ငန်းကရင်းနှီးမြှုပ်နှံသူတွေဖို့ပိုတည်ကြတဲ့စီးပွားရေးလုပ်ငန်းဖြစ်တာကြောင့်ဒီဘက်မှာပို့ပြီးအာယုံစိုက်တာဖြစ်တယ်လို့ဖြည့်ဆက်ပြောဆိုထားပါတယ်။တစ်ဖက်မှာကလည်းနိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတွေမှာ ပြပရင်းနှီးမြှုပ်နှံမှုတွေကမဆိုစလောက်ပဲရှိနေပါတယ်။အစာဆက်ယုံလုပ်ငန်းတို့အေးကန်းဆက်ယုံလုပ်ငန်းတို့ငါးဖန်ကရိယာထုတ်တဲ့လုပ်ငန်းတို့အဲနောက်တစ်ခါဒီငါးဖန်ဆက်လီစိုက်ကတ်တဲ့လုပ်ငန်းတို့ဒီလုပ်ငန်းတွေမှာကျွန်တော်တို့လုပ်ဖို့ကြတော့လာရောက်လေ့လာတာပဲရှိပြီးတော့လက်တွေ့ကြကြကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုရှိခဲ့တယ်။ရင်းနှီးမြှုပ်နှံမှုလာရောက်လေ့လာသူတွေအနေနဲ့နိုင်ငံရေးစီးပွားရေးအခြေအနေတွေကိုလေ့လာစောင့်ကြည့်တာပြီးတော့ရင်းနှီးမြှုပ်နှံနိုင်မဲ့ကဏ္ဍအသီးသီးရဲ့ဥပဒေပြုရေးတွေကိုလေ့လာတာတွေရှိနေတာကြောင့် င်ရောက်မှုနှဲပါနေသေးတာဖြစ်တယ်လို့လုပ်ငန်းရှင်တွေကသုံးသပ်ကြပါတယ်။စိုက်ပျိုးရေးကဏ္ဍမှာဆိုရင်နှစ်ရှည်တည်နေတဲ့လုပ်ငန်းဖြစ်တာကြောင့်ယင်းနှိမ့်ညံသူတွေအနေနဲ့စွန့်စားလုကန်ရမယ့်အခြေအနေတွေလည်းရှိနေပါတယ်။ကျွန်တော်တိလောက်ဆိုလို့ရှိရင်အထူးသဖြင့်ဒီကျွန်တော်တို့ဥယင်ချံတိနံလိုက်မှာနော်တတိဝန်လံအာဒီကျွန်တော်တို့ဘိုက်မှာဆိုရင်ကျွန်တော်တို့ကျွန်တော်တိလောက်ဆိုရင်တော့မရှိတလောက်ပါပဲသူတို့မြင်တာကတော့ဒီဘက်မှာဘိုက်မှာနည်းနည်းကိုခိုင်ခိုင်မာမာမရှိတာလေအပိုင်းလေးလေးရှိမယ်လို့ထင်တယ်ဒီနေ့စီဝိုင်းတခု ဟိုဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်အများကြီးလိုပါတယ်ဒီဘာကြောင့်စီးပွားရေးမတည်နေလဲပြောပြောမယ်ဆိုလို့ရှိရင်ကျွန်တော် inflation ရှိနေတယ်ဒုတိယချက်ပါနော် inflation ဘာကြောင့်ရှိလာရလဲဒေါ်လာဒေါ်လာ dominant ဖြစ်နေတယ်ဒေါ်လာငွေကြေးစျေးကပ်ပေါ်မှာမိခိုနေရပြီးကြက်ငွေတန်ဖိုးမခိုင်မာတာက ပြည်တွင်းစီးပွားရေးတည်ငြိမ်မှုခက်ခဲနေသလိုလမ်းတံတားရေမီးနဲ့ဘဏ်လုပ်ငန်းတွေကတစ်ဖက်ကလည်းထိရောက်ဖို့လိုအပ်နေပါသေးတယ်။ပြီးတော့နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေအတွက်ကုန်သွယ်ခွင့်တွေကိုတူးတယ်ဒါမှမဟုတ် ပြည်ရင်းလုပ်ငန်းရှင်တွေနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်ခွင့်တွေကိုသတ်မှတ်ပေးဖို့ကလည်းလိုအပ်နေတယ်လို့လုပ်ငန်းရှင်တွေကပြောဆိုကြပါတယ်။မြန်မာနိုင်ငံရဲ့တွင်းထွက်သဘာဝတံခွေရှောက်ဖွေတူးဖော်ရေးလုပ်ငန်းတွေမှာ33.86ရာခိုင်နှုန်းထိနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ထားပြီးစိုက်ပျိုးရေးကဏ္ဍမှာတော့3.42ရာခိုင်နှုန်းလောက်ပဲရင်းနှီးမြှုပ်နှံမှုတွေကရှိနေတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့2015ခုနှစ်နိုဝင်ဘာလအစည်းအဝေးထဲမှာဖော်ပြထားပါတယ်။